အစ်စ်ထွက်လာတော့မယ်လို့နာမည်ကြီးနေတဲ့ Growth 3.5ကိုဖြတ်သိမ်းလိုက်ပြီဆိုတဲ့သတင်းတစ်ခုကြားခဲ့ရပါပဲ။မကြာခင်မှာပဲ Growth 4ကထွက်လာတော့မယ်ဆိုတဲ့သတင်းကောင်းလေးလည်းထပ်ကြားလာပြန်ပါတယ်။ဇူလိုင်4ရက်နေ့နောက်ပိုင်းမှာ Growth 4ကိုထုတ်ပြမယ်လို့ Elon Musk ကိုယ်တိုင်ကပဲကြေညာခဲ့တာပါ။သူပြောတာကတော့ Specialized Coding Model အတွက် Big Grand တစ်ခုပဲလုပ်เสียကြံတော့တယ်လို့ဆိုပါတယ်။ဒါဘာလို့ဆိုလို့လဲဆိုတာကိုခဏနေဆက်ပြီးတော့ဆွေးနွေးသွားပါမယ်။ အမေရိကန်နိုင်ငံရဲ့ကနေထွက်လာပြီးတဲ့နောက်တော့အီလွန်ရဲ့ကုမ္ပဏီတွေကအတော်လေးကိုတိုးတက်လာခဲ့တာတွေ့ရပါတယ်။ Tesla Model Y ကားတစ်စီးကိုစက်ရုံအားနဲ့ဝယ်သူရဲ့အိမ်ထိရောက်အောင်အလိုလျောက်မောင်းနှင်ပြီးပို့ပေးနိုင်ခဲ့တာဖြစ်ပါတယ်။တကယ်ကိုအံဩဖို့ကောင်းလာပါပြီ။ကားကို online ကနေမှားတယ်။အဲ့ဒီကားဆက်ယုံကနေတွတ်သူထွက်လာပြီးတော့ဝယ်သူရဲ့အိမ်ရှေ့အထိရောက်လာတယ်ဆိုတာတွေကတကယ်လက်တွေ့ဖြစ်လာနေတာပါ။ Neuralink ဘက်မှာလည်းတိုးတက်မှုတွေအများကြီးရှိလာခဲ့ပါတယ်။ ခန္ဓာကိုယ်မလှုပ်ရှားနိုင်တဲ့လူနာတယောက်ကဆိုရင် Call of Duty game ကိုတော့စိတ်နဲ့ပဲထိန်းချုပ်ပြီးကစားပြနိုင်နေတာတွေ့ရပါတယ် Neuralink chip ကိုလူနာရဲ့အုံနှောက်နဲ့ချိတ်ဆက်ထားပြီးတော့ AI model ရဲ့အုံနှောက်ရဲ့ signal တွေကိုဖတ်တယ်ပြီးရင် computer နားလည်နိုင်မဲ့ output အဖြစ်နဲ့ဘာသာပြန်ပေးပါတယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးသိထားတဲ့နာတော့ Frontier AI lab တွေကဘာလို့အဓိကအာရုံစိုက်နေကြလဲဆိုတာပါ အခုချိန်မှာ coding app တွေကသူတို့အတွက်အဓိကဖြစ်နေပုံရပါတယ် Google ကလည်း Gemini CLI agent ကိုထုတ်ပြလာပါတယ်အခုလက်တလောမှာ video တွေကိုအတန်နဲ့ပါပေါင်းစပ်ပြီးထုတ်ပေးနိုင်တယ် VO3 model ကြောင့်နာမည်ကြီးနေပေမဲ့သူတို့တကယ်တမ်းအာရုံစိုက်နေတာကတော့ coding ရေးပေးနိုင်တဲ့ AI model တွေဖြစ်နေတာပါ ။ Elon နဲ့ Grove 4မှာ specialized coding model အတွက် big run တစ်ခုပဲလုပ်เสียကြံတော့တယ်လို့ပြောသွားတာပါ။သူ့ရဲ့ကမ္ဘာအကြီးဆုံး data center တွေထဲကတစ်ခုဖြစ်တဲ့ Colossus ကိုလည်းအရေးအသွင်းမြင့်တင်တည်ဆောက်နေပါတယ်။သူထုတ်ခဲ့တဲ့ AI model တွေကထိတ်ဆုံးနေရာမှာရှိမနေသေးဘူးဆိုပေမဲ့တိုးတက်မှုနှုန်းအရန်မြန်နေတာတော့လုံးဝညင်းလို့မရနိုင်ပါဘူး။ဒါကြောင့်ဒီနေ့မှာတော့မကြာခင်မှာတွေ့ရတော့မယ့်တကယ်အစ်စ်မှန် AI နည်းပညာတွေအကြောင်းကိုကျွန်တော်တို့အတူတူဆွေးနွေးသွားကြဖို့ရှိနေပါတယ်။ မိတ်ဆွေများအားလုံးမင်္ဂလာပါ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အရင်ဆုံး Elon ရဲ့ Grok AI အကြောင်းကိုပြောရမယ်ဆိုရင်သူက Visual Awareness Benchmark တွေမှာဆိုရင်တခြား model တွေထက်အများကြီးတာခဲ့တာကိုတွေ့ရပါတယ်ဘာလို့လဲဆိုတော့ Tesla ကားတွေကနေစုဆောင်းထားတဲ့ data တွေကို Grok ရဲ့ Visual ပိုင်းဆိုင်ရာတွေမှာမှတ်မိနိုင်စွာမြင့်တင်မှုတုံးခဲ့တာကြောင့်ပါ Grok ရဲ့ coding ပိုင်းဆိုင်ရာစွမ်းရည်ရလည်းမခေပါဘူး Google ကတော်တော်လေးကောင်းတဲ့ coding model တစ်ခုကိုထုတ်ပြခဲ့တဲ့အတွက် ဂရော့ကနည်းနည်းနောက်ောက်ကျသွားတယ်လို့ဖြစ်နေပေမဲ့ဂရော့လုံးဝရှုံးသွားပြီလို့တော့ပြောလို့မရသေးပါဘူး။ဒါကြောင့်ဒီအစ်စ်ထွက်လာမဲ့ဘာရှင်ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းလာပါလိမ့်မယ်။လူတော်တော်များများကတော့ကုမ္ပဏီတွေအနေနဲ့သူတို့ထုတ်လိုက်တဲ့ model တွေရဲ့နောက်မှာကြိုက်တဲ့နံပါတ်ကိုထည့်လို့ရတယ်လို့ထင်နေကြပါတယ်။ဥပမာ GPT-5, Grok 3.5စသဖြင့်ပါ။တကယ်တော့အဲ့ဒီနံပါတ်တွေက model တစ်ခုကိုလေ့ကျင့်ရမှာဘလောက် compute သုံးလဲဆိုတာကိုပြသနိုင်ဖို့ပါ။ 0.5 compute ထပ်တိုးလိုက်တိုင်းမှာဥမာ GPT 3ရကနေ3.5ဒါမှမဟုတ် Gemini 2.0ကနေ2.5ဆိုတာမျိုးတွေတက်ကြပါတယ်။ဒါမဖြစ်မနေလိုက်နာရမယ်ဆိုတော့ဥပဒေမျိုးတော့ရှိမနေပေမဲ့ဒီပညာရတော့ဒီလိုပဲကိုစားပြုလို့ရှိကြတာပါ။ခုချိန်မှာ Grok 3ရကနေ Grok 4ကိုခုန်တက်လိုက်တယ်ဆိုတာကတော့တကယ်ကိုကြီးမားတဲ့အပြောင်းအလဲကြီးတစ်ခုဆိုတဲ့ပုံစံမျိုးပေါက်နေပါတယ်။ နောက်တစ်ချက်က Elon က Grok အပါဝင်လက်ရှိ AI နဲ့အခြေအနေကိုတော်တော်လေးစိတ်ပြတ်နေတာပါ။သူ့ရဲ့ Grok ဆိုရင် Legacy Media တွေကိုအဖြစ်အမှားတွေပဲပေးနေတယ်လို့သူကိုယ်တိုင်အားကိုထုတ်ပြောထားပါတယ်။ဒါကြောင့် Grok အသုံးပြုတဲ့ data corpus တစ်ခုလုံးကို ပြန်ပြီးအသစ်ရေးနေတယ်လို့ဆိုပါတယ်။ဆိုလိုတာကတော့ AI ကိုအဖြေဆိုးတွေပေးစေတဲ့ data အမှိုက်တွေမှန်သမျှကိုရှင်းပြနေတာပါ။ Fake news တွေဖယ်တာ bias တွေဖယ်ပြတာ AI ကိုတွေးဝေသွားစေတဲ့အမှိုက်မှန်သမျှကိုဖယ်ထုတ်ပြီးတော့ တကယ်ကိုတိကျမှန်ကန်တဲ့ data တွေနဲ့အစားထိုးနေတာလို့သိရပါတယ်။ဒါဟုတ်တာသူတို့ကောင်းကောင်းလုံနိုင်ခဲ့မယ်ဆိုရင်တော့ Grok ရနောက်ထွက်လာမယ့် version ကတော်တော်လေးကိုအလှည့်အပြောင်းကြီးမားပါလိမ့်မယ်။ဘာလို့လဲဆိုတော့လက်ရှိ AI နဲ့အားလုံးကရှုပ်ထွေးတဲ့ data မှားနေတဲ့ data ဗတ်လိုက်တဲ့ data ဘာမှမခွဲခြားဘဲနဲ့လေ့ကျင့်တိဆောက်ပေးထားကြတာကြောင့်ပါဆိုတော့ ChatGPT ထွက်လာကစားတော့လူတိုင်းက AI ကိုထူးဆန်းပြီးအထင်ကြီးသွားခဲ့ကြတာကိုမှတ်မိကြအောင်မယ်လို့ထင်ပါတယ်။ ်အခုအီလွန်ပြောပုံတွေအများနဲ့ကြားလာရတဲ့သတင်းတွေအများဆိုရင်တော့ Grok 4က ChatGPT ကိုတော့ခလေးကစားစရာအဆင့်မျိုးရောက်သွားတဲ့အထိပြောင်းလဲပြစ်နိုင်တော့မှာပါအခုလက်ရှိမှာအီလွန်ပြောထားတာကတော့ Grok 3ကိုသူတို့ရဲ့ server တွေမီးထမလောင်မချင်းအခမဲ့ပေးသုံးထားမယ်လို့ပြောပါတယ်ဆိုတော့ Grok 4မှာလည်းဒီလိုပုံစံအတိုင်းပဲဖြစ်လာနိုင်ပါတယ်အခမဲ့မဟုတ်ခဲ့ရင်တော့မှအားလုံးလက်လန်းမီလောက်တဲ့ဈေးနှုန်းမျိုးတော့ဖြစ်လာနိုင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ Experiment Subscription ကိုဝယ်လိုက်တာ ਨੇ ် Grok ကအလိုလိုပါလာပြီးသားဖြစ်နေလို့ပါ Xperia လည်းတခြားသော AI 2စီရဲ့ဈေးနဲ့ရှင်ကြည့်မယ်ဆိုရင်တော်တော်လေးဈေးသက်သာပါလေတလောက်ဒေါ်လာ40ဆိုရင်တော့မှ professional AI tools အများစုထက်ဈေးသက်သာပြီးတော့ကမ္ဘာပေါ်မှာအစွမ်းထက်ဆုံး AI ကိုသုံးခွင့်ရလာမှာပါ GPT-5 လည်းမကြာခင်မှာလာတော့မယ်လို့သိရပါတယ်ပြီးတော့ Google ကလည်း model အစ်စ်တွေကိုဇက်တိုက်ဖန်တီးနေပါတယ်အားလုံးကတော့အကောင်းဆုံး AI တွေကိုတည်ဆောက်ဖို့အပြိုင်ဆိုင်လုပ်နေကြပါတယ် ကျွန်တော်ထင်ပါတယ်တချို့တွေကစဉ်းစားကြပါလိမ့်မယ် AI ကုမ္ပဏီတွေကအများရန်အပြောကြီးကြပြီးတော့လက်တွေ့မှာတော့လုံးမပြနိုင်ကြဘူးလို့ထင်ကြမှာပါဒါမဲ့ Tesla လိုလျှက်စစ်ကားတွေကိုလုံးပြနိုင်ခဲ့တာမောင်းသူမဲ့ကားတွေကိုထုတ်ပြလာနိုင်တာ Twitter ဝယ်ပြီးတော့ X ဖြစ်အောင်အချိန်တိုအတွင်းမှာပြောင်းလဲနိုင်ခဲ့တာစားတာတွေကိုကြည့်မယ်ဆိုရင် Elon လိုလူမျိုးကကဘာပေါ်မှာအကောင်းဆုံး AI ကိုတိဆောက်ပြမယ်လို့ပြောလာတဲ့အခါမှာကျွန်တော်အနေနဲ့မယုံနိုင်စရာအကြောင်းမရှိဘူးလို့ထင်ပါတယ် ပြီးတော့သူ့မှာဒါကိုလုံးပြနိုင်တဲ့ resource ကောင်းကောင်းတွေလည်းရှိတယ်။ GPU ပေါင်း2သိန်းလောက်နဲ့ run နေတဲ့ super computer တွေရှိတယ်။ကမ္ဘာပေါ်ကအကောင်းဆုံး engineer တွေရှိတယ်။ငွေကြေးလည်းပြည့်စုံတယ်။ပြီးတော့အချိန်တို့အတွင်းမှာ Grok 3ကိုထုတ်ပြနိုင်တဲ့တပ်တွေတွေလည်းရှိနေပါတယ်။ဆိုတော့ဒါရီကအပြောတတ်တတ်ပဲမဟုတ်ဘူးတကယ်လို့လက်တွေ့ကြကြအလုပ်လုပ်ပြီးတော့ပြိုင်ဘက်တွေကိုအနိုင်ယူပြနေတာလည်းဖြစ်ပါတယ် ပြီးတော့ XAI က Grob Web ထဲမှာ Enhanced Code Editor တခုကိုလုံဆောင်နေတယ်လို့ဆိုပါတယ်။ဒါအီလွန်ရဲ့စကားဖြစ်တဲ့ Specialized Coding Model အတွက် background တခုပဲလုံเสียကြံတော့တယ်ဆိုတဲ့စကားနဲ့လည်းကိုက်ညီနေပါတယ်။လူတော်တော်များများတော့ Computer Science Major ကိုတက်နေတာ Programmer အနေနဲ့အသက်မွေးနေတာတွေကနောက်ပိုင်းမှာ AI နဲ့ Coding အရန်တိုးတက်လာတဲ့အခါမှာသူတို့တွေလောက်ွက်ပျောက်သွားမလားလို့စဉ်းစားလာနေကြပါတယ်။ ဒါမဲ့ကျွန်တော်အမြင်အရဆိုရင်တော့နောက်30စုနှစ်အနည်းငယ်အတွင်းမှာပဲလူနဲ့ AI ပေါင်းစပ်ထားတဲ့ hybrid coding တွေဆိုတာဖြစ်လာလိမ့်မယ်လို့ထင်ပါတယ်။အရင်ကကျွန်တော်တို့လုပ်ခဲ့ကြတာတွေနဲ့နည်းနည်းတော့ကွာကောင်းကွာသွားနိုင်ပါတယ်။မိတ်ဆွေက solo guitar တီးနေရကနေ orchestrator တယောက်လိုမျိုးဖြစ်လာပါလိမ့်မယ်။ AI agent တွေကိုဘာလုပ်ရမယ်ဆိုတာကိုလမ်းညွှန်ပေးတာအားလုံးကိုမှန်မှန်ကန်ကန်အလုပ်လုပ်နိုင်အောင်ကြီးကြပ်ပေးရတာမျိုးဖြစ်နိုင်ပါတယ်။ မိတ်ဆွေကတသက်လုံးကုတ်တင်တစ်ခါမှမရေးခဲ့ဘူး။ဒါပေမဲ့ application တစ်ခုကိုတော့စမ်းပြီးရေးကြည့်ခြင်းနဲ့ဆိုရင်တော့ Gemini ရဲ့လက်ရှိမှာအကောင်းဆုံးပါပဲ။အဲ့မှာ canvas ကိုဖွင့်ထားပြီးတော့ကိုဖန်တီးခြင်းတဲ့ app ကို prompt ရိုက်ထည့်ပေးပြီးတော့ပြောလိုက်ရုံပါပဲ။အဲ့မှာကုတ်နေအောင်နှိပ်ပြီးတော့ကုတ်တွေကိုလေးလာလို့ရသလို preview ကိုလည်းချက်ချင်းမြင်ရမှာဖြစ်ပါတယ်။ကိုယ်တိုင်ဝင်ပြီးတော့ကုတ်တွေကို edit လုပ်လို့ရသလိုပဲသူ့ကုတ်တွေအကြောင်းကိုရှင်းပြခိုင်းလို့လည်းရပါတယ်။ အရင်တော့ဆိုရင်ဓာမျိုးတွေကအကြာကြီးလေးလာတင်ယူပြီးတော့မှပဲတီဆောက်နိုင်တာမျိုးပါအရင်ကကုတ်ရည်ဖို့စ조사ခဲ့ဘူးပဲမြေရှုံလွန်းလို့ခက်လွန်းလို့မစပစ်ခဲ့ဘူးဆိုရင်တော့အခုဒီလိုနီလန်းမျိုးတွေကိုတုံးပြီးစတင်လေးလာဖို့အချိန်ကျနေပြီဖြစ်ပါတယ်ပြီးတော့ဒီနီလန်းအနာဂတ် software development ရဲ့ပုံစံနဲ့လည်းပို့ပြီးတော့မှနီးစပ်ပါတယ်ဒါကြောင့်အနာဂတ်အတွက်ကြိုပြီးပြင်ဆင်ထားခြင်းနဲ့ဆိုရင်တော့ဒီနီလန်းပိုကောင်းတဲ့နီလန်းတစ်ခုဖြစ်နိုင်ပါတယ် ောက်ပိုင်း Grow 4ထွက်လာခဲ့ရင်လေသူ့ရဲ့ web ထဲမှာပဲ enhanced code editor တခုပါလာခဲ့မှဆိုရင်တော့ပိုပြီးစွမ်းထက်တဲ့ coding agent တခုကိုမြင်လာနိုင်ပါတယ်ဆိုတော့ကျွန်တော်ကတော့ Grow 4ကိုအရင်ပဲသုံးကြည့်နေနေပါပြီ မိတ်ဆွေတို့အနေနဲ့ရောဒီပေါ်မှာဘလို့အမြင်မျိုးတွေများရှိပါသလဲမိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ် ကျွန်တော်မြန်မာတွေအားလုံးဒန်းတူရှေ့ကိုတိုးတက်သွားစေနိုင်ဖို့အတွက်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်